တင်ဆက်ပေးမယ့်သတင်းကတော့ပြည်ရေးမှန်ပဲနဲ့ပဲစိန်ကုန်ဈေးများယခုတစ်ပတ်အတွင်းဇက်တိုက်ကျဆင်းနေတဲ့သတင်းဖြစ်ပါတယ်။အခုတစ်ပတ်အတွင်းပြည်ရိမှပဲနှင့်ပဲစိန်ကုန်ဈေးများပြန်လည်ကျဆင်းလာကြောင်းပဲနှင့်ကုန်သည်များထံမှသိရပါဗျ။ FOB ဈေးတက်လာပေမဲ့ပြည်ရိမှပဲဈေးကကျဆင်းသွားကဝယ်လိုအားနေတဲ့အတွက်ဈေးကျလာပြီး FOB ဈေးကအမေရိကန်ဒေါ်လာ930မှ940အထိရှိလာကြောင်းသိရပါဗျ။ ရန်ကုန်ဘေးအနောက်ဈေးကွက်တွင်လည်းယခုတစ်ပတ်အတွင်း29သိန်း၄,၃၀၀မှ29သိန်း၇,၅၀၀ကျပ်ရှိခဲ့တာကြောင့်တဒံကို6,000ကျပ်လောက်ဈေးကျဆင်းလာကြောင်းသိရပါဗျ။ပဲစင်းကုန်ဈေးမှာလည်းယခုတစ်ပတ်အတွင်းဈေးစတိုက်ကျလာပြီးရခိုင်အပတ်နှင့်နှာရှင်ရင်တဒံကို6,000လောက်ဈေးကျလာကြောင်းသိရပါဗျ။ဒီသတင်းကိုတော့မျက်တီနီကိုကပေးပို့လာတာပါ။